စီးပောင်တွေကိုကျော်လွှားခဲ့တဲ့အမျိုးသမီးသိပ္ပံပညာရှင်သို့မဟုတ်ပထမဆုံးအမျိုးသမီးနိုဘယ်ဆုရှင်နှစ်ထပ်ကွမ်းနိုဘယ်ဆုရှင်မာရီကျူရီမာရီကျူရီဆိုတာဒက်ယောင်ကြီးဆိုင်ရာသုတေသနနယ်ပယ်ရဲ့ရှေ့ဆောင်လမ်းပြတဦးပါနိုဘယ်ဆုကိုအမျိုးသားနှမျိုးနဲ့နှစ်ကြိမ်တိုက်တိုက်ဆုခူးနိုင်ခဲ့တဲ့ပထမဆုံးအမျိုးသမီးဆိုရင်လည်းမမှားပါဘူးအမျိုးသမီးတွေအတွက်ပညာရေးအခွင့်အလမ်းတွေလုံးဝမရှိသလောက်ရှားပါးခဲ့တဲ့ဗစ်တိုးရီးယားခေတ်ကြီးမှာမာရီကျူရီဟာထိတ်ဆုံးကထိုးထွက်ပေါ်ထွက်လာခဲ့တဲ့ညာရေးရှင်တဦးလည်းဖြစ်ခဲ့ပါတယ်မာရီဟာမာရီယာစကာလို Doska ဆိုတဲ့နာမည်နဲ့1869ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွေးခဲ့တယ်။မွေးရမြေခါတော့ပိုလန်နိုင်ငံဝါဆောမြို့ပါပဲ။မိသားစုဝင်တွေကလည်းထင်ရှားတဲ့ပညာတတ်တွေဖြစ်ပါတယ်။ဒါပေမဲ့ဝါဆောတက္ကသိုလ်ဟာယောက်ျားတွေအတွက်ပဲဖြစ်နေခဲ့တဲ့အတွက်မာရီတယောက်တရားဝင်ကြောင်းတက်ခွင့်မရခဲ့ပါဘူး။ဒါပေမဲ့ကိုယ်အစီအစဉ်နဲ့ကိုယ်စာသင်ယူနိုင်တဲ့မြေအောင်ပညာရေးစနစ်တော်ရှိပါတယ်။မာရီကအဲ့ဒီကနေပဲပညာသင်ယူခဲ့ရတာပါ။အရေးရောက်တော့ဘွဲယူနိုင်ဖို့ပြင်သစ်နိုင်ငံပါရီမြို့ကိုရောက်လာခဲ့ပါတယ်။အရန်ကြိုးစားတဲ့မာရီက ပြင်သစ်တက္ကသိုလ်ကနေပါရဂူဘွဲ့ရခဲ့တဲ့ပထမဆုံးအမျိုးသမီးလေးဖြစ်လာခဲ့တာပါပါရီမာပညာသင်တန်းပီယာကျူရီဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်နဲ့တက်ခွဲကန်းတစ်ခုထဲမှာအတူတူအလုပ်လုပ်ရင်းချစ်ကျွမ်းဝင်ခဲ့ကြပါလေ1895ခုနှစ်မှာလက်ထပ်ခဲ့ပြီးတော့သမီးနှစ်ယောက်ဖြစ်တဲ့ Irene နဲ့ Eve ကိုငွေဖွာခဲ့တာပါမာရီနဲ့ပီယာတို့ဇနီးမောင်နှံဟာယူရေနီယံရဲ့ဓာတ်ရောင်ကြီးကွန်သတ်တွေကိုလေ့လာတဲ့နေရာမှာတော့သူမတူအောင်ကျူးစားခဲ့ကြတာပါသူတို့ရဲ့အဓိကတွေ့ရှိချက်ကတော့ pitch blend လို့ခေါ်တဲ့ ယူရေနီယံအခြေခံတပ်ထူရိုင်းတဲ့ကလေတယောင်ကြီးကြွတဲ့ dressing အသစ်တွေကိုတည်တံ့ခွဲထုတ်နိုင်ခဲ့တာပါပဲသူတို့ဟာ radian နဲ့ polonian ဆိုတဲ့ dressing တစ်ခုကိုလည်းရှာဖွေတွေ့ရှိခဲ့ပါလိမ့် polonian ဆိုတာကတော့ marie ရဲ့ဇာတိနိုင်ငံပိုလန်ကိုဂုဏ်ပြုပြီးတော့မှဲ့ခေါ်ခဲ့တာပါ1903ခုနှစ်မှာ marie နဲ့ pr တို့ဟာပမောက္ခ henry bacquerel နဲ့အတူယူပပိဒနိုဘယ်ဆုကိုရရှိခဲ့ပါလိမ့်အဲဒါကြောင့် marie ဟာနိုဘယ်ဆုရတဲ့ပထမဆုံးအမျိုးသမီးလေးဖြစ်လာခဲ့တာပါ သူတို့ဇနီးမောင်နှံဟာသူတေသနာအလုပ်ပေါ်မှာလုံးဝဆွဲလန်းနေခဲ့ကြတာပါနိုဘယ်ဆုချီးမြှင့်ခံရတုန်းကတော့မှဆုသွားอยู่ရင်သူတေသနာအလုပ်တွေပြတ်သွားမှာဆိုလို့ကိုယ်တိုင်သွားမယူခဲ့ကြတဲ့အထီးပါပဲဒါပေမဲ့1906ခုနှစ်မှာပီယာဟာမြင်းလဲတိုက်ခိုက်ရပြီးတော့ကွယ်လွန်သွားခဲ့ပါလေဒီကိစ္စကမာရီအတွက်ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့တာပါဒါပေမဲ့အလုပ်တွေကိုမပြတ်မကွက်ဆက်လက်လုပ်နေခဲ့ပါခင်မွန်တဲ့ရဲ့ပမောခနေရာကိုဆက်ခံယူပြီးတော့စော်ဘုံတက်ကတူမှာပထမဆုံးအမျိုးသမီးပမောခတာဝန်ကိုလည်းယူခဲ့သေးတာပါ မာရီယာသုတေသနလုပ်ငန်းတွေဟာတယောင်ကြီးရဲ့တက်ရှိဆဲရီအပေါ်တက်ရောက်မှုတွေကိုနားလည်ဖို့အတွက်တော့ကြံဖြစ်ခဲ့ပါတယ်။အဲဒီတက်ရှိချက်တွေကကင်ဆာယောဂါအတွက်တယောင်ကြီးကုတုံးနယ်ပယ်ကိုအခြေချပေးခဲ့နိုင်တာလည်းဖြစ်ပါတယ်။1912ခုနှစ်မှာမာရီကဓာတုဗေဒနိုဘယ်ဆုကိုထပ်မံရရှိခဲ့ပြီးတော့နိုဘယ်ဆုနှစ်ခုရတဲ့ပထမဆုံးအမျိုးသမီးအဖြစ်သမိုင်းကိုထည့်ရခဲ့တယ်။ဒီကြားတဲ့သမီးဖြစ်သူအိုင်ရင်ကိုသူ့ရဲ့လက်ထောက်ဖြစ်အောင်လေ့ကျင့်ပေးခဲ့ရာကနေ1935ခုနှစ်မှာအိုင်ရင်ပါနိုဘယ်ဆုထည့်ရခဲ့တာပါ။ ပထမကဘာစီအတွင်းမှာမာရီဂျူရီကိုတိုင်ခရီးဆောင် X-ray ဆက်တွေကိုတီထွင်ပြီးတော့ရှေ့တန်းကိုတင်ဆောင်ကဒဏ်ရာရစစ်သားတွေကိုကုသပေးခဲ့ပါတယ်။နောက်ပိုင်းမှာသုတေသနတွေကိုဆက်လုပ်ဖို့ Radian Institute ကိုတီထောင်ခဲ့တာပါ။ဒါပေမဲ့ဒဏ်ရာကြီးကိုမပြတ်မကွက်အမျက်ထိတွေ့နေခဲ့ရတာကြောင့်သွေးကင်ဆာရောဂါကိုခံစားခဲ့ရပြီးတော့1934ခုအသက်66နှစ်အရွယ်မှာပဲကွယ်လွန်ခဲ့ရပါတယ်။မာရီဂျူရီဟာသိပ္ပံပညာနယ်ပယ်ကအမျိုးသမီးတွေအတွက်တော့အတွေ့အကြုံစရာစံပြပုဂ္ဂိုလ်တဦးပါပဲ။ကွယ်လွန်သွားခဲ့ပြီးမြေမာရီတွေ့ရှိခဲ့တဲ့အချက်တွေက လူသားတွေအတွက်အကျိုးပြုနေစေဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုနှီးကုန်ချုပ်လိုက်ရပါတယ်အစုံတီရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ